ရောင်ရဲရှင်အနုပညာအခန်းတဲ့အိယာတိန်ချင်းနဲ့စာပါအိယာတိန်နာနဲ့စာရမှာလားလို့စာဖတ်သူတွေပြောနေတဲ့ကိုကြားနေရပါပြီကြားရတာရေစရာကောင်းနေတယ်မဟုတ်လားကြားပေမဲ့တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးသူတွေ American တမတော်တွေဝင်လာကြတဲ့အခါ ပထမဆုံးသူတို့တင်ယူခဲ့ကြရတဲ့သင်ခန်းစာကအိယာသိင်းချင်းဆိုတာကိုသင်သိပါသလားတော်တော်ကိုခင်နောက်ကျန်နေသလိုချိန်ရပါတယ်ဒီကဘာလုံးအနံ့အကျန့်ဖဝါဒရဲ့အကျက်ကျဲကလာဆိုတာရှိပေမယ်အိယာသိင်းနာကတော့ဦးစားပေးအရာပါပဲကျမတို့ပဲတိုင်းပြည်မှာပဲရှိနေပါစေစစ်မြေပြင်မှာတိုက်ခိုက်ကြမယ့်စစ်သားတွေကို အမေရိကန်ဂျမရောကလီချင်တင်ကြားရေးမစားခင်မှာအိယာတိမ့်ပုံတိမ့်နီကို အရင်လီချင်တင်ကြားပေးကြပါတယ်။ပြင်းပြင်းထန်ထန်လီချင်နာကို ဆိုလိုချင်တာပါ။အိယာတိမ့်နဲ့ပြိုင်ပွဲမျိုး ရှိခဲ့မယ်ဆိုရင်စစ်သားတယောက်ကအဲ့ဒီပြိုင်ပွဲမှာအချိန်တိုင်းပဲအနိုင်ရပါလိမ့်မယ်။ဆေးရုံကအိယာရီလို45ဒီဂရီတောင်းထားပြီး အိယာသိမ့်ဖို့ဘာကြောင့်လေ့ကျင့်သင်ကြားပေးကြသလဲအိယာခင်းကိုပြန်ပြူးနေအောင်ခောက်သွင်းနိုင်တဲ့စွမ်းရည်ကိုရန်သူကအထင်ကြီးသွားမှကြောင်းလားမဟုတ်ပါဘူးရည်ရွယ်ချက်ကတော့စစ်သားတွေကိုအကောင်ဆုံးအလေးချင်းတစ်ခု မွေးမြူတွသွန်းပေးလိုက်တာပါပဲလူသားတွေဆိုရာအလေးချင်းရဲ့တတဝါတွေပါ လူတယောက်ကသူ့ကားထဲမှာ အမိုက်ထားခဲ့တာကဘာမှမဖြစ်ပါဘူးလို့ချင်းရင် သူဒီလိုလုတ်တက်တာကြောင့်သူဝင်ထိုင်နေဘဲကားထဲမှာဖြစ်ဖြစ် အမိုက်ချန်ထားခဲ့မှာပါပဲအကြီးကချက်ကတော့ဂျာက အသေးဆုံးအလေချင်းတစ်ခုလို့ယူဆရပါတယ်အလေချင်းဆိုတာဘဝမှာတခြားသော အရာတွေအားလုံးကိုကျမတို့ဘယ်လိုလှူဆောင်သွားတော့မလဲဆိုတာကို အဆုံးဖြတ်ပေးတယ် တနည်းပြောရရင်စစ်သားတစ်ယောက်ကအိယာတော်မသိနိုင်ရင် သူတိုင်းပြည်ကိုကာကွယ်နိုင်စရာအကြောင်းမရှိပါဘူး American စစ်တမ်းလျားတွေကိုဝင်သွားပြီမသိရသေးတဲ့အိယာတွေအတန်းလိုက် ကျမ်းပေါ်မှာပြန့်ကျဲနေတဲ့အဝတ်စားတွေနဲ့ရှုပ်ပွားညစ်ပတ်နေတဲ့နေရာတွေအဖြစ်မြင်အောင်ကြည့်လိုက်ပါ ကျမတို့အနေနဲ့တမရော်ပေါ်မှာယုံကြည်ချက်ဘလောက်ရှိမလဲမရှိဘူးမဟုတ်လား ကျမတို့ပထမဆုံးတွေ့လိုက်မှာကကိုနေတဲ့ကိုပိုင်နေရာကိုတော့တန်ရှင်းအောင်မထားနိုင်ရင် သူတို့အနေနဲ့ကျိုင်းပြည်ကိုဘလို့ကာကွယ်ပေးနိုင်ကြမလဲအိယာသိမ့်ဖို့ကိုစိတ်အနှောက်ရှက်မဖြစ်ရင် rifle ကိုကြီးထိုးဖို့ဖြစ်လာတဲ့အခါစိတ်အနှောက်ရှက်ဖြစ်စင်မှာမဟုတ်တော့ပါဘူးရှုပ်ပနေတဲ့ပဝန်းကျင်ဟာရှုပ်ထွေးတဲ့စိတ်တစ်ခုရဲ့ရောင်ပြန်ဟမှုတစ်ခုပါပဲ လူတယောက်ရဲ့အင်ကိုဝင်သွားတဲ့အခါအဲ့ဒီလူရဲ့စိတ်ကိုအကဲဖြတ်ဖို့ချမအတွက်ရေပြရအပြင်လွယ်ကူပါတယ်။ဒါကြောင့်စစ်သားရဲ့လေ့ကျင့်သင်ကြားမှုနေရာတိုင်းမှာအသေးစိတ်အာရုံစိုက်ဖို့ကအလွန်အရေးကြီးတာဖြစ်ပါတယ်။စစ်တမအိယာကိုစင်းလို့ခေါ်တယ်။တိချာသတ်မှတ်ထားတဲ့နီလန်းနဲ့စင်ကိုတင်ဆဲတယ်ဆိုရာ တန်ရှင်းမှုအတွက်တသက်ပဲမဟုတ်ပါဘူးစစ်သားတွေအလုံးဟာဇပြင်းညီတသမတ်ခြေဖြစ်တဲ့ဆိုရာကိုစစ်စစ်ချင်းလေးဖြစ်ပါတယ်ရစ်တပ်ဘူချိုဘဲလ်မက်ခရီဘင်ကတက်ဆက်တက်ကတူမှာမင်ခွန်တစ်ခုပြောခဲ့ပါတယ်။အဲ့ဒီမှာသူကဆီလ်အခြေခံဆီလ်ချင်းရေးစခန်းမှာလေ့ကျင့်ရေးတင်နန်းသားအနေနဲ့တင်နန်းတက်နေချိန်တုန်းက သူတင်ယူခဲ့ရတဲ့သင်ခန်းစာ၁ခုအကြောင်းကို ပြောခဲ့ပါတယ်။အဲ့ရာတိန်တဲ့ရုပ်ရှင်နဲ့အလုပ်တစ်ခုကြောင့်ကြန့်ခိုင်တမာပြီးပြည့်ပြည့်စုံတဲ့ယောက်ျားတစ်ယောက်ကယနေ့သူရှိနေတဲ့နေရာကို ရောက်ရှိလာရတာဖြစ်တယ်လို့ပြောတာကိုကြားရတဲ့အခါအတော်ထူဆန်းပါတယ်။မနက်ခင်းမှာအဲ့ရာတိန်တာက အောင်မြင်မှုတစ်ခုပါလို့သူကဆက်ပြောခဲ့တယ်။ အဲ့ဒီတနေ့ကြာကြကြစုံတစ်ခုကိုအောင်မြင်ခဲ့တယ်ဆိုရင်ဂုံယူစိတ်ကိုရရှိစေတယ်တခြားအလုပ်ဇာဝန်တွေပြီးမြောက်စေဖို့အရှိန်အဟုန်နဲ့အားပေးတိုက်တွန်းမှုလည်းဖြစ်စေပါတယ်ကိုအင်ကိုစနစ်တကျတသက်ရရချတာကဒီနေရာမှာအရေးကြီးတဲ့အရာတစ်ခုတည်းပဲမဟုတ်ပါဘူးကျမတို့ကိုယ်တိုင်အတွက်ချမှတ်ထားတဲ့စံနှုန်းတွေနဲ့ ကိုကိုရိုင်းနဲ့ကိုမိသားစုအပေါ်ကျမတို့ကဘလောက်လေးစားမှုရှိတယ်ဆိုရာကို ပဝန်းကျင်ကရှင်းရှင်းလင်းလင်းသိမြင်စေပါတယ်။ဂျာဟာ၆ဖြစ်ကင်းတဲ့ပြည့်ပြည့်စုံမှုရရှိဖို့မဟုတ်ပဲအကောင်းဆုံးဖြစ်စေဖို့ဆိုရာတတိပြုမိဖို့လည်းအရေးကြီးပါတယ်။အကောင်းဆုံးဖြစ်စေဖို့ဆိုတဲ့စိတ်နဲ့လှုပ်ဆောင်တတ်တဲ့လူတွေဟာနေ့စဉ်တာမန်အလုပ်ကြဝန်တွေကို ာမန်ချက်ထူခြားတဲ့ပုံစံနဲ့လှူဆောင်တကြပါတယ်။ကျကူရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ခရီးစဉ်မှာကျမပေးခြင်းနဲ့ပထမဆုံးလမ်းညွှန်ချက်ကတော့ကိုယ်ရင်တန်ရှင်းအောင်နေဖို့ပါပဲကျမတည်ပါတယ်ဂျာဟာတိတ်ပြီးစိတ်လှူရှားစရာမကောင်းပါဘူးရုပ်ရှင်ဇလံတွင်ဖန်ကြီးပြုလုပ်ထားတဲ့အရာတွေလိုမဟုတ်တာသိချပါတယ် တကယ်လို့ကျမတို့ကအိမ်မက်ကြီးကြီးမက်နေတဲ့သူဆိုရင်တော်တော်ကြီးကြောင်တောင်ကြောင်နိုင်နေဆိုပေမဲ့ဒါကအရေးကြီးပါတယ်။တင်းငယ်တဲ့အရာလေးတွေမှာယုံကြည်ချက်ရှိရင်ကြီးမားတဲ့အရာတွေမှာကျမတို့ယုံကြည်ချက်ရှိနေမယ်ဆိုတဲ့စိတ်ကူးပါပဲ။သိငယ်တဲ့ကိစ္စတွေမှာမယူတာရင်ကြီးမားတဲ့ကိစ္စတွေမှာလည်းကျမတို့ကယူတာမှုမရှိဖြစ်နေပါလိမ့်မယ်။ အင်ကိုစနစ်တကျတည့်ရအောင်မချနိုင်ရင်ဘဝရဲ့တခြားဘယ်အရာတွေမှာစနစ်တကျတည့်ရအောင်ဘယ်လိုများလုပ်နိုင်မှာလဲဘဝမှာဘယ်နေရာကိုမဆိုးရခြင်းရင်အကောင်းဆုံးဆိုတဲ့စံနှုန်းတစ်ခုကိုယုံကြည်လက်ခံထားရမယ်ဒီလိုနည်းနဲ့အောင်မြင်မှုအတွက်ပြင်ဆင်ရပါမယ်အင်ကိုချိန်သိမ့်တဲ့ပုံစံကကိုယ့်ဘဝမှာ အရာအားလုံးကိုထိမ့်သိမ့်မဲ့ပုံစံဖြစ်တယ်ဆိုတာမမေ့ပါနဲ့ကျမတို့ထိမ့်သိမ့်ကျင့်သုံးတဲ့အကောင်ဆုံးဆန်နှုံးဆိုတာခန္ဓာထုခဲ့ဖို့အတွက်ကျမတို့ကိုယ်ကိုပြင်ဆင်ခြင်းအကြောင်းပါပဲဘဝမှာကျမတို့နောက်သွားမဲ့နေရာကကျမတို့အခုလုပ်နေတဲ့အရာနဲ့အမြဲတမ်းချိတ်ဆက်နေပါတယ်အကောင်ဆုံးဆိုတာအောင်မြင်မှုလမ်းကြောင်းပေါ်မှာတင့်ချက်တော့တွေကို အခိုင်အမာယက်တီစင်းမဲ့အခွင့်အလမ်းတကားတွေကို ဖွင့်ပေးတဲ့တော်ပါပဲအမိုက်တွေနဲ့ခံနိုင်ရေးရှိအောင်အစအနတွေနဲ့ကျင်သားရလာအောင်တူလီမုတ်ဆတွေနဲ့အလိုက်သင့်နေထိုင်ကြအောင်ကျမတို့ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်ကျမတို့စိတ်တွေကို နောက်ချီရှုပ်ထွေးစေတဲ့အရာတွေနာမှရှိနေရတာချိန်နဲ့နှစ်သက်လာပြီး နောက်ဆုံးမှာအမိုက်တွေကို မျက်စိတည်းမမြင်တော့လောက်အောင်လစ်လျူရှူနေမိသွားကြမယ်။မျက်စိမိတ်ပြီးအိမ်ကိုရောက်မယ်လို့စိတ်ကူးကြည့်လိုက်ပါ။ပြီးတော့လက်ရှိပြည်နယ်ကဈေးကွက်ထဲမှာတင်ထားမယ်။ဘသူလာဝင်မယ်ထင်ပါလဲ။ဘသူမှမဝယ်ပါဘူး။တန်ရှင်းပြလိုက်တဲ့ချင်းဈေးကွက်မှာရှိနေတော့မဲဖြစ်မှာပါဘဝမှာဖြက်လန်းနီလန်းဆိုတာမရှိပါဘူး လူချင်တဲ့အရာပါပဲဖြစ်ဖြစ်အလုံများများလုပ်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ချီးကျဲခံရတဲ့အရာအလုံးကအချိန်ကိုလိုအပ်တာကြောင့်မမိချင်တာကစူးစားလုပ်ကြည့်ဖို့အဆင်သင့်ဖြစ်ပါပြီလား။အဲ့ဒီအရာတွေရဖို့အတွက်ရောစပီးထိန်ချနိုင်ဖို့အတွက်ပါ။ ကျမတို့လိုချင်တဲ့အရာကိုစัจ java ရာကြီးကမပေးခင်မှာကျမတို့ကိုယုံကြည်လို့ရနိုင်တယ်လို့စัจ java ရာကြီးကတည်နေရပါမယ်။ဒါကြောင့်တင့်ရဲ့အကောင်ဆုံးစံနှုန်းကို တလကြအောင်မဲချိန်ချပြီးငခုအချင်းဟောင်းစီ ပြန်သွားမယ်ဆိုရင်ဘဝမှာရှေ့ဆက်ဖို့မျှော်လင့်မနေပါနဲ့။အကောင်ဆုံးဆိုတာက သင်ဘဝရဲ့ပုံမှန်အစိပ်ပိုင်းတစ်ခုဖြစ်မလာသေးသေးကျမတို့ကတိုးတက်မှုမရှိဘဲပိတ်မိနေတော့ဖြစ်မှာပါပဲပြဿနာကလူအများစုက စိတ်မရှိတာပါဂျနီဖာလိုပတ်စ်လို ခန္ဓာကိုယ်မျိုးလူကျင်တဲ့အမျိုးသမီးကနိုင် အနှဲငယ်လောက်ပဲလေ့ကျင့်ကမ်းလုပ်ပြီးရလက်တွေမြင်ရဖို့မျှော်လင့်လို့မရနိုင်ပါဘူးအဲ့ဒီလိုနီးနဲ့အလုံးမဖြစ်ပါဘူး ်လူတွေကချက်ချင်းရလက်တွေမမြင်ရဘူးဆိုရင် အချင်းဟောင်းတွေစီပြန်သွားတတ်ကြတယ်ကျမတို့ကိုယ်တိုင်လည်းအဲ့ဒီလိုပုံစံဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ဒါမှမဟုတ်အဲ့ဒီလိုပုံစံရှိတဲ့မိတ်ဆွေတယောက်တင်မှရှိနိုင်ပါတယ်။နှစ်နှစ်ကြာအောင်ဓာတ်ရက်စားခဲ့ပြီမယ်။အခုချက်ချီအဝလွန်နေတော့မှာပဲ။အဲ့ဒါဘာလို့လဲဆိုတော့ ရလက်တွေရတဲ့အချိန်ဘယ်အရာကိုမှကြာရှည်ဆွဲဆွဲမြဲမြဲမလုပ်ဆောင်တာကြောင့်မှညကြရင် ပြန်ဝင်အိမ်မှာဖြစ်လို့မနက်ခင်းမှာအိမ်ရာတင်းစရာမလိုဘူးလို့လူအတော်များများကထင်ကြတယ်မနက်တိုင်းအိယာတိန်တဲ့အချိန်တိုင်းဟာကြီးကျယ်ခမ်းနားမှုအတွက်ပြင်ဆင်နေတာဖြစ်တယ်လို့ကျွန်မပြောပြရစီ နောက်တနေ့ကျရင် နောက်ထပ်ပကံတွေထပ်သုံးမှာဖြစ်လို့အိတ်ရာမဝင်ခင်ပကံတွေရှေးစရာမလိုဘူးလို့သူအများစုကထင်ကြတယ်။အိတ်ရာမဝင်ခင်ပကံဆေးကြောတဲ့အချိန်တိုင်းဟာကြီးကျယ်ခမ်းနားမှုအတွက် ပြင်ဆင်နေတာဖြစ်တယ်လို့ကျွန်မပြောပြရစီ။နောက်နေ့ကျရင် ပြန်ဖို့မှာဖြစ်လို့ ်ချွတ်လိုက်တဲ့အဝတ်အစားတွေကိုချိန်လန်းစရာမလိုဘူးလို့လူအများစုကထင်ကြတယ်။ညနေတိုင်းချွတ်လိုက်တဲ့အဝတ်အစားတွေကိုချိန်လန်းတဲ့အချိန်တိုင်းဟာကြီးကျယ်ခမ်းနားမှုအတွက်ပြင်ဆင်နေတာဖြစ်တယ်လို့ကျွန်မပြောပြရစေ။စာဖတ်သူတွေက စိတ်ဆက်တဲ့စေကျော်သက်လူငယ်တယောက်လို့ဒီအရာတွေက မစီမဆိုင်တဲ့အရာတွေလို့ထင်နေနိုင်ပါတယ်။ ဒါပေမဲ့ကျမချက်ပြီးသတိပေးပါရစေ။ဒီလိုသိငဲ့တဲ့အလေးချင်လေးတွေနဲ့အကောင်းဆုံးဆိုတဲ့တကူကြီးစံနှုန်းတွေကဘဝမှာ တခြားအရာတွေအလုံးကိုဘလောက်ကောင်းကောင်းလှူဆောင်တတ်တယ်လဲဆိုတာကိုအဆုံးအဖြတ်ပေးပါလိမ့်မယ်။ဟုတ်ကဲ့။ကျမခုဖတ်ပြပေးသွားတာကတော့ဆ iam ချက်ချက်တင်စားပါတာပြန်ဆိုထားတယ်။ ရောင်ရဲခြင်းအမှုပညာဆိုတဲ့စာအုပ်ထဲကအိယာတင်ခြင်းနဲ့စပါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်